မေရသည်မြတ်ခေါ်ရတဲ့နောက်ဆုံးတောင်းကျွေးရွေးရပါပြီဆိုရင်ညီမတာသမီးတို့ညီမရှာကျွေးပါပါညီမရဲ့အမေအသက်90ကျော်အမေရပါတော့ကျမ်းမာရေးမကောင်းတဲ့လှုပ်ပေးတယ်အချက်တာပြုတ်တာအကုန်လုံးပေါ့နော်ကလေးဆိုတဲ့အမေသမီးချို့လည်းမတန်ဆွမ်းသမီးအမေကိုယ်တိုင်မဲချီးပိုးပြီးတော့တောင်းနေပါပြုတ်ပေးရပရိသတ်များရှင်မက်ရွှေစင်ကလက်ရှိမှာသားတယောက်သမီးတယောက်နဲ့ စာဝန်ကြီးရဲ့နေရေးထိုင်ရေးကအဆောက်အအုံအခက်အခဲဖြစ်နေရပါဘူးဒီကိုယ်တိုင်ကလည်းခြေထောက်မတန်သူဖြစ်တဲ့အတွက်တခြားသူတွေလိုမျိုးအားကျိုးမှန်တဲ့အလုပ်တွေမလုပ်နိုင်ပါဘူးမွေးလာတဲ့သမီးအကြီးလေးကလည်းခြေထောက်လိနေတဲ့အတွက်လမ်းတောင်မှမလျှောက်နိုင်ပါဘူးချိန်မတန်စွမ်းဖြစ်တာမို့ကျောင်းသွားရင်လည်းဘေးရနေပြီးတော့ဂျိုင်းတောင်းကနေသွားနေရတာဖြစ်ပါတယ်ဒါလေးကလည်းတစ်နှစ်ကျော်သာရှိသေးတာဖြစ်ပါတယ် အခုလိုကလေးတွေအခက်အခဲဖြစ်နေတဲ့မတ်ရွှေစင်ဟာခင်မုန်းလဲပြောင်းနေတာဖြစ်ပါတယ်ခင်မုန်းဖြစ်သူနဲ့ချစ်လို့လက်ထပ်ထားတာဖြစ်ပြီးတော့မိသားစုတွေလည်းတေချာလောက်ကင်ရှောက်ဖွေကြွေးကြပါတယ်ခင်မုန်းဖြစ်သူကလည်းလှုပ်ချွေးပြီးတော့ရက်တည်နေရတာဖြစ်ပါတယ်မိခင်ကိုရိုင်းကတော့သမီးလေးကြောင့်အလုထွက်ထားရတာပါ သမီးလေးကခြေထောက်မတန်ဆွမ်းတဲ့အတွက်အဆအဆရရလောက်ကင်ပေးရတယ်လို့လေ့ကျင့်ခန်းလဲလှုပ်ပေးရပါတယ် သုံးနှစ်တမီလောက်ကလေးကတမီလေးကိုပြုစုဖို့အလုပ်ထွက်လိုက်တာဖြစ်ပါတယ်အခုဆိုရင်တမီလေးကကျောင်းနေတဲ့အရွယ်ရောက်နေပါပြီအဆင်ပြေနေခဲ့ပေမဲ့ခင်မုံဖြစ်သူကပြီးခဲ့တဲ့လပိုင်းကစပြီးတော့ပျောက်သွားခဲ့ပါတယ်မော်ဘီမှာရေပိုက်သွားလုပ်မယ်လို့ပြောပြီးတော့အင်းကနေထွက်သွားတာဖြစ်ပါတယ်ရေပိုက်လုပ်ဖို့ကနှစ်ရက်လောက်သာကြာမှာဖြစ်ပါတယ်ဒါပေမဲ့ခင်မုံဖြစ်သူကအခက်အခဲဖြစ်ပြီးတော့ ဆယ်ရက်လောက်ကြာတဲ့အထိကိုပြန်မလာနိုင်ပါဘူး။နောက်ဆုံးမှာအဆက်အသွယ်ရတဲ့အချိန်အထိလည်းအင်ကိုပြန်လာမယ်လို့ပြောနေခဲ့သေးတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအော်ကလေးကိုကြောင်းချိုးဖို့လုပ်ပေးနေကြမှုအမြန်ဆုံးပြန်လာမယ်လို့သာပြောနေခဲ့ပေမဲ့ နောက်ဆုံးအခင်ပွန်ဖြစ်သူကအိမ်ကိုပြန်မလာခဲ့ပါဘူးခင်ပွန်ဖြစ်သူအိမ်ပြန်မလာတာဆိုရင်တော့၃လအထိကိုရှိနေပြီဖြစ်ပါတယ်နောက်ဆုံးပိတ်ဆက်သွယ်ရတဲ့အချိန်ပြီးတာနဲ့ဖုန်းကဆက်ပိတ်သွားတာပါဒါကြောင့်မို့ဇနီးဖြစ်သူကခင်ပွန်ဖြစ်သူကိုအမြန်လိုက်ရှာခဲ့ပါတယ်ရက်ွက်တေကိုလည်းအကြောင်းကြားပြီးတော့ရှာပေမဲ့မတွေ့တာ၃လရှိသွားပြီဖြစ်ပါတယ် ။တမီးကြီးလေးကဖခင်ဖြစ်သူကိုမိခိုပြီးတော့တွားလာနေရတာမို့သတိရတိုင်းမှာအမဲငိုနေရလဲဖြစ်ပါတယ်။တားငယ်လေးကလည်းပပန်းဆိုပြီးတော့ခေါ်နေရမို့မိခင်ဖြစ်သူကပို့ပြီးတော့တောင်မှစိတ်မကောင်းဖြစ်နေရတာပါ။ခင်မွန်ဖြစ်သူကမတန်ဆွမ်းတမီးလေးကိုတနာချင်းနဲ့ပို့ချစ်တာဖြစ်ပါတယ်။သားနဲ့သမီးကအားငယ်နေတဲ့အချိန်မှာမိခင်ဖြစ်သူကမငိုရက်တာမို့တယောက်တည်းကြိတ်ပြီးတော့ခံစားနေရတာဖြစ်ပါတယ် ဖားခင်မရှိတော့လို့အားငယ်ရတာမျိုးမဖြစ်စေချင်တဲ့အတွက်မိခင်ဖြစ်သူကကျွန်တော်မတန်တဲ့ဈာရရနေပြီးတော့အပင်ပန်းခံပြီးတော့အကုန်လိုက်လုပ်ပေးပါရယ်ကျွန်တော်မတန်တဲ့အတွက်တားငယ်လေးကိုတောင်းကောင်းကောင်းမချိနိုင်ပါဘူးဒီဈာရရနေသမီးကြီးရဲ့အလုပ်ကောတားငယ်ရဲ့အလုပ်ရောပါပြုစုပြောင်းထောင်ပေးရတာဖြစ်ပါရယ်တားငယ်လေးကအလုံးမပြတ်တာမို့အလုပ်လဲထွက်မလုံးနိုင်ပဲဖြစ်နေရပါ သမီးလေးရဲ့ခြေထောက်ကကုသလို့ရတာမို့အခုလက်ရှိမှာကုသဖို့စရိတ်လည်းလိုနေရဖြစ်ပါတယ်။စေကန်းပြသပြီးတော့ကုသဖို့ငွေရအလုံးအရင်းကိုလိုအပ်တဲ့အတွက်ရည်တည်ဖို့ခက်ခဲနေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့မိခင်ဖြစ်သူကအလုံးလုံးမကိုဖြစ်မှာဖြစ်ပါတယ်။အခုလက်ရှိမှာမိသားစုမှာသားမိ၃ယောက်နဲ့အသက်80ကျော်မိခင်အိုကြီးနဲ့သာအထူးထူနေရတာဖြစ်ပါတယ်။မိခင်ကအသက်80ကျော်ဆိုပေမဲ့မနာပဲ တို့မိသားစုအတွက်ထမင်းဟင်းဆိုလဲချက်ပေးပါတယ်။ဒါအပြင်မြေအကြီးမလေးကိုလည်းသူကိုယ်တိုင်ခြီးပြီးတော့လှုပ်ပေးတာပါ။ကိုယ်တိုင်ခြီးပြီးတော့အချောင်းပို့ပေးတဲ့မိခင်ဖြစ်သူကိုခြီးပြီးတော့ခြေတော့မတန်တဲ့မိခင်ကတော်တော်လေးကိုစိတ်ထိခိုက်နေရတာဖြစ်ပါတယ်။အသက်80ကျော်မိခင်ကသူတို့သားမီးအတွက်အခုလိုလုပ်နေရတာကိုကြည့်ပြီးတော့ရင်မချိဖြစ်နေတာပါခင်ပွန်းသာရှိရင်တော့ဒီဒုက္ခတွေကို ကိုဝင်ထမ်းပြီးမှအဆင်ပြေမှဆိုပြီးတော့စိတ်မကောင်းဖြစ်နေရတာပါမိခင်ဖြစ်သူကရှေ့ရနေလဲယုံကျင်ပေမဲ့ခြေတော့ကလည်းမတန်တဲ့အတွက်အဆင်မပြေဖြစ်ရပြန်တာပါမိသားစုကိုလူကျင်တဲ့သူတွေအနေနဲ့ကျောင်းဆိုင်ကန်း၃ရွှေရီလန်းငမိုးရိပ်ရက်ွက်တင်ငန်းကျုံမျိုးနဲ့ဖုန်းနံပါတ်၃ညာကို၄၁၃ညာ၆၃ညာ၇၃လေးကိုဆက်သွယ်ပြီးတော့လူတန်းနိုင်ပါတယ်ရှင်